ရင်ဆရာမင်းပိုင်စိုးဖြစ်ပါတယ်။အဲကျွန်တော်ခုတခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္လာသံသမီအလုံးအတွက်7ရက်10လ2025ကနေ18ရက်10လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကနတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေတနင်္လာသံသမီတွေပေါ့လေ။အဲဘလိုကံရရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့အဲပထမဆုံးကျွန်တော်အလုတ်ကံရစားပြီးပြောကြပါတော့ဗျာနော်။အဲဘာဖြစ်ပြောဒီတပတ်ကာလကတနင်္လာသံသမီတွေအတွက်အမရန်အမရန်ကံဇာရာမြင့်မာတဲ့ကာလတွေမှာအကြောက်နေတာဖြစ်တယ်။ ရှင်းပုံရှင်းကံကြီးမားတဲ့သူတွေဆိုရင် T ဝန္ဒနာပိုင်း T တွေပါတွေကန်ဆယ်ပြီးထုတ်လို့ရတယ် T စုတွေပါတွေပေါက်တဲ့ကိန်းရှိတယ်ဗျာနော်အဲကျွန်တော်ကနေ့နေ့ပေးမယ်ပေါ့လေတရားထုတ်မှာပေါ့ဒါပေမဲ့ပြောမနာပြောတာမတရားမှလည်းပေးတာမဟုတ်တခါတည်းကန်ကောင်းမှလာလာလာပေးကြတာပါဗျာထားတော့ထားတော့အဲ့တော့ T ထုတ်မယ်ဆိုရင်ဘာကနာထုတ်တင်လဲဆိုတော့အပူတွေအခွက်လေးတွေမြန်မာလေးထုတ်ပေးပါနော်တနင်္လာသားသမီးတွေ T ထုတ်ကန်ဆန်းနေတယ်ဆိုရင်အပူအခွက်မြန်မာလေးထုတ်မယ်အကောင်ဆုံးကတော့တိအစတိအဆုံသို့မဟုတ်သုံးစသုံးဆုံးတကွက်များတကွက်ကန်ဆန်းကြည့်ပါဗျာနော်အဲအလုံးနဲ့ပတ်သက်ပြီးစပြောခြင်းတို့ ီကလာမှာအလုံးနဲ့ပတ်သက်လို့ရှင်ဝင်နှန်းနေဖြစ်ခဲ့မဲ့ဆိုရင်ယာတို့တိုးတက်တယ်ဆိုတဲ့အနေအထားလေးကြုံရတယ်ပုံမှန်တခြားဝင်နှန်းနေဆိုရင်လည်းလသတွေပါတယ်တိုးတက်တယ်ဆိုတဲ့အနေအထားလေးကြုံတာဖြစ်တဲ့အတွက်ကောင်းတဲ့ထက်မှပါတယ်ဝမ်းသာဖို့ကောင်းတယ်အလုံးမရှိသေးတဲ့သူတွေဆိုရင်အလုံးရတတ်တဲ့ကိန်းရှိတယ်အလုံးမှာကိုထက်ကြီးခဲ့တဲ့အထက်လူကြီးတွေညတ်တထေးတွေရဲ့ကုညီစားချောက်မှုတွေလက်တွဲခုံမှုတွေကြောင့်လက်ရှိရောက်နေတဲ့အစင်နဲ့ထာနောက်စင်မြင့်ဝါတတ်တဲ့အနေအထားဖြစ်မယ်အဲ့ဒါအစိုးရဝန်ထမ်းတွေဆိုလို့ရှိရင်ရာထူးတို့မယ်ဆိုတဲ့ကိန်းထဲမှာပါတယ်ရာထူးတို့ပြောင်းသောကောင်းသောပြောင်းနေခြင်းနဲ့ပြောင်းရတတ်တဲ့ကိန်းထဲမှာပါတော့တော်တော်လေးဝန်တာဖို့ကောင်းပါတယ်ဗျာနော် ဒါအပြင်အဲတတိလသာသမီတွေအလုံမရှိသေးတဲ့သူတွေကိုဘကဝရိယအားလေးနည်းနည်းလေးထားပြီးရှာပေးပါဟိုစကားကောင်းကောင်းပြောမယ်ဗျာဒီလိုကာလမျိုးတွေမှာအလုံးမရဘူးဆိုဘယ်ကာလမှမရတော့ဘူးလို့တော့ပြောရမယ်ကာလတွေကိုစတင်ဝင်ရောက်လာပြီဖြစ်တဲ့အတွက်ကိုဘကလည်းဗိုလ်ရီယာလေးထားပြီးရှာကံရထောက်မှမှုတွေပို့ပြီးရလာပါလိမ့်မယ်အလုံးနဲ့ပတ်သက်တဲ့ interview တွေဘာတွေဖြည့်ပြီးဆိုရင်ရှောက်ပြီးဆိုရင်ဒီကာလမှာအောင်မယ်ဆိုတဲ့အနေထားရှိလို့ဝမ်းသာဖို့ကောင်းတယ်ဗျာနော်ကိုပိုင်စီဝါရီလစ်တစ်ခုစတင် account ထဲပို့မယ်ဆိုရင်လည်းတနင်္လာသားသမီးတွေအတွက်ဒီကာလဒီကိုပိုင်စီဝါရီတစ်ခုစတင် account ထဲပို့လို့အကောင်းဆုံးသောကာလတွေမှာပါပါတယ် ဖြစ်နိုင်မယ်ဆိုရင်တယောက်တည်းလုံးမလုပ်ချင်လဲဆက်လူစုပေါင်းဆက်ပေါင်းဆက်လူရှိရာလုပ်ငန်းလေးတွေလုပ်အဆင်ပြေတယ်ဗျာနော်ပြီးတော့ဒီကလာမှာလေအခက်အခက်လေးလောက်ရတဲ့အနေအထားလေးတွေကိုအောင်မြင်သွားကြော်လာနိုင်တဲ့အနေအထားလေးတွေအပြိုင်ဆိုင်တွေကိုအောင်မြင်သွားရတဲ့အနေအထားလေးပေါ့နော်အဲ့လိုရှင်မြန်ပြီးလောက်ရတဲ့ကိစ္စတွေကပို့ပြီးပို့ပြီးတော့အကျိုးပေးတာတွေ့ရတယ်ဥပမာထားပါတော့ဗျာအာကစားရောက်အောင်မှာဆိုလို့ရှိရင်အာကစားသမားတွေပေါ့တယောက်နဲ့တယောက်အပြိုင်ဆိုင်လုပ်တဲ့အခါမှာမိမိတို့ဘက်ကအနိုင်ရမယ်ဆိုတဲ့ကိန်းထဲမှာသွားပါတယ်နော်အာကစားသမားဆိုတာဗျာဘောလုံးပဲပါပါဟိုကလက်ဝိတ်ပါမယ်ချင်းပါမယ်စသည်အပြည့်ဘာပဲဖြစ်ဖြစ်ပေါ့ဒီကလာကအရန်ကောင်းတယ်ဗျာနော် တော့ပြိုင်ပွဲတွေပါတယ်ဝင်လို့ရှိတဲ့သူတွေဆိုလို့ရှိရင်ဒီကာလမှာဘာပြိုင်ပွဲဖြစ်ဖြစ်နော်စုတစိတ်ရရရှိပိုင်ဆိုင်တတ်တဲ့အနေထားထဲမှာပါတော့အဲတော်တော်လေးဝမ်းသာဖို့ကောင်းတယ်ဗျာနော်အဲ့ဒါတစ်ချက်မှတ်ထားပေးပါပြီးတော့အဲအနုပညာရှင်တွေပါတယ်ဆိုလို့ရှိရင်လည်းအဲဒီကာလမှာလူလူပြည်သက်တွေရဲ့ချစ်ခင်အားပေးမှုနှစ်သက်မှုတွေရရှိကြတဲ့ရရှိတတ်တဲ့ကာလထဲမှာပါတယ်အဲတချို့ဒီပရာဟိတာလုပ်တဲ့သူတွေဘာညာတွေဆိုလို့ရှင်လဲအဖွဲ့အစည်းတွေနိုင်ငံတော်တွေကနေချင်းမြောက်စားတဲ့ဘွယ်လူဂုံလူစုစည်းတွေပါရရှိပိုင်ဆိုင်တတ်တဲ့အနေထားထဲမှာပါတာဖြစ်တဲ့အတွက်အမှန်တန်ဝမ်းသာဖို့ကောင်းတယ် တော့အမှုပညာရှင်တွေပါတယ်ဆိုလဲဒီကလာမှာပိတ်သက်ထံကိုတခုခုပေါ့နိအဲကိုယ့်ရဲ့အမှုပညာတွေကိုတခုခုချပြပါအားပေးမှုတွေအပြေအဝအလုံးနဲ့ထိုင်နေရရှိလာမယ်ဆိုတဲ့ gain တွေမှာသွားပါပါတယ်ဗျာနော် now အဲတနင်္လာသားသမီးတွေအဲကိုပိုင်စီးပွားရေးတွေပါတယ်လုပ်မယ်ဆိုရင်ဒီကလာအကောင်းဆုံးဖြစ်တာဆိုတော့စတင် account တွေပေါ်ပြီးတော့ရဲဝင်တာလုတ်ပြအောင်လုပ်လိုက်ဆက်ပါဗျာနော်အလားပါကြီးရတယ်ပထမကိစ္စတွေအလားကုန်ပစ္စည်းရောင်းတာတွေအလားပြန်ဆိုင်ဖွင့်တာတွေအမရန်အကျိုးပေးတာပေါ့လုတ်ပြအောင်လုပ်မှာ ဒါမှမဟုတ်ဆောက်လို့ရေးလုံမလားလုံမလားအရန်ကြိုးပေးတယ်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုံမလားအဲ့ဒီလေးတွေလက်လာလေးတွေရောင်းမလားအရန်ကြိုးပေးတာပေါ့အုပ်သေးကြောက်တွေပါရောင်းမလားအရန်ကြိုးပေးတဲ့ထမှာပါတယ်အဲ့ဒီလုပ်ငန်းတွေယင်းနှမြုံတော်မီလုပ်နေတဲ့သူတွေကတော့ပို့ပြီးတော့အားကောင်းတယ်ဒါအပြင်အိမ်ချမ်းမြေပွဲသားတွေလုပ်နေတဲ့သူတွေဆိုရင်တော့မြေဆိုရတဲ့ဆိုင်အိမ်အရောင်းဝယ်လုပ်ရင်အိမ်ရောင်းဝယ်ပို့ပြီးတော့ရောင်းသွက်ဝယ်သက်ဖြစ်တယ်တဲ့တချို့တွေဆိုရင်အိမ်ဝယ်ရောင်းလုပ်တဲ့သူတွေဆိုရင်ဈေးတက်တက်သားနဲ့ဝယ်ပြီးတော့မကြိုင်အတွင်းမှာပဲဈေးနှဆသုံးသားရပြီးတော့ဈေးကောင်းနဲ့ပြန်ရောင်းထုတ်ရတဲ့အနေအထားတွေရာစာဖြစ်တည်လာလိမ့်မယ်နော်အဲ့ဒါတွေကိုဥဆောင်ပြီးလုပ်ပေး ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စလေးဆက်ကြည့်တဲ့အခါမှာတနင်္လာသားသမီးတွေအဲဘာပြောပြောဒီတစ်ပတ်ကလာကတနင်္လာသားသမီးတွေအတွက်ငွေချေးကန်လက်လာပါလေးတွေပို့ပွင့်လာမယ့်အနေအထားလေးတွေရှိလာမယ်ဆိုတော့ရှစ်ပုံရှစ်ငွေကြီးမှလည်းသူစီဆိုရင်ကျွန်တော်ခုနပြောသလိုပေါ့အမွေနေ့ရတာမျိုးဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်ထီတွေပါနော်ပေါ်တက်တဲ့ကိစ္စမှရှိတော့ဘာမှတော့စိတ်ပူစရာမလိုဘူးတခုရှိတယ်တစ်ဖက်မှာပတ်စံကနေတထောင်ဝင်ပြီးတစ်ဖက်မှာလည်းဒီအဲ့တထောင်ပြန်ထွက်တာမျိုးတွေဖြစ်ပြီးမမြဲတတ်တဲ့သဘာဝရှိတဲ့အတွက်တခုခုဆိုရင်ပတ်စံလေးတွေကိုစစ်စစ်အဲစစ်စစ်ပြီး30ပါချစ်ရင်30ပါလက်မဖွာပါနဲ့ဗျာနော် ဟိုငွေကုန်ဘဝအစင်းစင်းထိုင်တိုင်းစောင့်နေတာမျိုးလေးတွေဖြစ်တတ်တဲ့ကိန်းရှိလို့နော်အဲ့တော့ပတ်စံတွေပါရရတဲ့ဆိုတဲ့ခါမှာပတ်စံအသားယူလက်ထဲမှာထားပဲနဲ့တောင်းတောင်းနောက်လေးပဲထားပြီးတော့ကျန်တဲ့ဟာလေးတွေဆိုလို့ရှိရင်မြန်မြန်ဆန်ဆန်ဘာပြဿနာမှမပေါ်လာခင်မှာပဲရင်းနေတဲ့ဒီကလေးကရင်းနှီးမြုပ်နှံတာဖြစ်စေပေါ့နော်အဖတ်တင်တာလေးတွေဖြစ်စေလှုပ်ဖြစ်အောင်လှုပ်ပေးလိုက်ပါဗျာနော် တခုမှတရားရှိတယ်ဒီကနေ့မှတနင်္လာသားသမီးတွေအလောင်းစားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလုံးဝမလုပ်ကြအောင်နော်အကျိုးမပေးဘူးနော်အလောင်းစားလုပ်တဲ့လူတွေတော်တော်လေးတစ်ခါရောက်လိမ့်မယ်ရှိတဲ့ရှူလေးတွေငွေလေးတွေအစရောင်းထုတ်ရတာတွေအပေါင်းတွေရောင်းဝတာတွေပို့လိုက်ရတဲ့အနေအထားတွေဖြစ်သွားတတ်တဲ့အတွက်အထူးသတိထားပေးနောက်တစ်ခုကလေအဲမိဘရှိတဲ့ဆိုရင်မိခင်ဖြစ်တဲ့သူရဲ့ကျမကြီးအညာအခိုက်လေးတွေဂျုံတာမိမကမိခင်ဘကဆွေမျိုးသားချင်းလေးတွေစိတ်တော့ကပေးတာတွေဖြစ်တဲ့သူတွေကိုအကြောင်းပြုပြီးငွေကုန်ကြေးကြလေးတွေများတဲ့သဘောရှိတယ်တခြားတော့ဂယူဆိုင်ပေါ့ဗျာနော်ကျမကြီးနဲ့ပတ်သက်လို့ရှင်တော့တနင်္လာသားသမီးတွေဒီကလာမှာ ယောက်ကနေပတ်သက်တဲ့ကျမ်းမာရေးလေးအထူးသတိထားမယ်။အမျိုးသားတွေဆိုရင်ကြောက်တဲ့တာတွေအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေကြောက်ကနေပတ်သက်တဲ့ဟာတွေဖြစ်တာအာယုံကြောညက်တာခါကြောညက်တာနော်ပြီးလို့ရှိရင်ဒူးစစ်တွေခြေထောက်တွေနာနာကြိုက်တာလေးတွေဖြစ်တဲ့အပြင်တွေပါလမ်းတွေပါရှောက်တဲ့သွားလာရင် တစ်ချက်သတိထားခွေးကတက်တဲ့ဂိမ်းလေးရှိလို့ခရယူဆိုင်ပြီနော်အဲ့ဒါလေးခရယူဆိုင်ပြီမယ်။ဘာသာဘလောက်ပဲရတဲ့သူဖြစ်ဖြစ်ဒီကာလမှာကားတွေပါလေလုံးဝဝယ်လို့မရဘူးကားအဝင်မတော်ပါဘူး။အဲရှိတဲ့ကားပို့မိသွားတာတိုက်မိမလို့ဖြစ်သွားတာအက်ဆီဒန့်ဖြစ်တာလေးတောင်ဖြစ်တဲ့ကိန်းထဲမှာပါတော့ကားနဲ့ပတ်သက်တဲ့တနေ့နာနာမကောင်းတစ်ချက်ခရီးဆိုင်ပေးရမယ်နော် ပြီးတော့ဒီကလာမှာအခြေအနေနဲ့ပတ်သက်တဲ့အခါမှာတင်းနာသာသမီတွေဘာပဲပြောပြောဒီကလာမှာတော့တင်းနာသာသမီတွေအမရန်စမ်းပွဲမဲ့ကလာတယ်မှာပါတယ်အဲတချို့ဒီချစ်သူရှိတဲ့သူတွေဆိုလို့ရှိရင်အိမ်အောင်တဲ့ဘဝပေါ့နော်ရရှိပိုင်ဆိုင်မဲ့မင်္ဂလာကိစ္စတွေစီစဉ်ဆောင်ရွက်ရတဲ့အနေအထားလေးတွေနဲ့အလုပ်ရှုပ်နေမယ်တချို့ကတော့လူပြိုကြီးပြိုကြီးဖြစ်နေတဲ့ကံပါတဲ့သူတွေကတော့ကိုယ်ကိုယ်တိုင်တော့ အမင်္ဂလာကိစ္စတွေပြောဆိုဆောင်ရရတာမျိုးတော့မရှိဘူးပေါ့လေဒါပေမဲ့ကိုညီကိုမောင်မတွေကိုမိတ်ဆွေသူငယ်ချင်းတွေဟာကိုလိုက်ပြီးဖြည့်ရှင်းနေရတာလိုက်ပြီးတော့ကိုညီဆောင်ပေးရတာသူတို့မင်္ဂလာပွဲမှာသူတို့သားသူတို့မိအရင်တွေဝင်တော့ကတာဒါမျိုးတွေအစားဖြစ်တဲ့ဂိမ်းတွေမှာပါပါတယ်ဗျာနော်တချို့ကတော့ကိုသားသမီးအောက်ကလူတွေအဲ့လိုမျိုးမင်္ဂလာကိစ္စတွေဆောင်လို့ကိုကပါဝင်ဆောင်ရရတာတွေဖြစ်တယ်အဲ့လိုဖြစ်လို့ရှိရင်ပသေးချာလေးအေးချာချာလေးပါဝင်ဆောင်ပေးလိုက်ပါအဲ့ဒါပြီးတဲ့နောက်ပိုင်းစီးပွားလက်လာပါတွေကိုဒီခုနကချစ်တဲ့ခင်တဲ့သူတွေတွေစမ်းပို့ပွင့်ပြီးမိကောင်းစုကောင်းတွေဒိုးဝါလာတာမျိုးတွေဖြစ်တည်လာလိမ့်မယ် ချစ်သူမရှိသေးတဲ့သူတွေလည်းချစ်သူအသေးရလာတယ်။တေချာလေးစီစီရွှေချပြီးလက်ခံပါဒီကလာကရတဲ့ချစ်သူတွေကဟိုတချက်လေးတွေဆိုတော့မှဘဝတက်တတာအတွက်မြင်းမြန်နဲ့ချစ်သူပကောင်းလေးတွေရတဲ့တဲ့ဂိမ်းတွေမှာပါတော့စီစီပြီးရွှေချမယ်ဆိုရင်တော့လက်ခံလို့ရတဲ့အနေအထားရှိပါပြီ။ပညာရေးနဲ့ပတ်သက်ရင်တော့တနင်္လာသားသမီးတွေအညံ့နေတဲ့မှာရှိတဲ့အတွက်ပညာရေးကိုဝရိယအားလေးတက်ပြီးနည်းနည်းလေးကြိုးစားပေးဖို့လိုတယ်။ပညာရေးအားညံ့တဲ့ထက်မှာပါတယ်နော်။နှစ်ဆလောက်တော့ကြိုးစားပြီးမှတော်ကကြာလိမ့်မယ်။ပြီးတော့ဒီကလာမှာအဲဗီဇာလျှောက်တဲ့သူတွေနော်အဲ့ဒါလေးတွေနည်းနည်းလေးအညံ့လေးတွေရှိတာ ပတ်စပို့လောက်တဲ့သူတွေနည်းနည်းလေးခက်ခဲတာကြံ့ကြာတာတချို့ကကြောက်ကြောက်သွားတာလေးတွေဖြစ်တတ်တယ်တချို့ကယူဆိုင်ပြီးတော့နော်ဒီကလာမှာပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပေါ့လေတခုလောက်မဲ့ကင်မဲ့ဆိုလို့ရှိရင်တနင်္ဂနွေတာသမီအချို့ပြီးတော့တို့စီမှာအကြံဉာဏ်အခုညီလေးတွေယူပါအဲတောက်ကြတာသမီဘုဒ္ဓဂူတာသမီကိုစိတ်တော်ကပြတတ်တယ်ပတ်သက်တဲ့သူဘယ်သူဖြစ်ဖြစ်ကယူဆိုင်တချို့တွေဆိုရင်ချစ်သူအိမ်တော်ဘက်ကအဲ့ဒီတာသမီဖြစ်ရင်ကိုယ်စီကထွက်သွားတာလေးတွေဖြစ်တတ်တယ် တချို့ကကြတော့ကိုယ့်ရဲ့အောက်လငွေသားတန်သမီးတွေအဲ့လိုသူမတွေကိုစီကထွက်သွားတာလေးဖြစ်တဲ့တချက်ကယူဆိုင်မယ်ဘုဒ္ဓကူတောက်ကြအနည်းနဲ့ကိုအကြောင်းပြုပြီးစိတ်ပင်မလူပင်မပြဿနာဖြစ်ကိုဖြစ်တဲ့အထူးကယူဆိုင်နော်အောင်လူဝါရ၁၇ရက်၁၂ရက်၁၃ရက်၁၅ရက်၁၆ရက်၁၉ရက်အရေးတွေတောက်လျှောက်အမှန်ကန်ကောင်းတယ်အလုံအနဲ့ပတ်သက်ရင်အခွင့်အရေးအသစ်တွေပေါ်ပေါက်လာမယ်ပေါ်ပေါက်လာတဲ့ဟာကိုလည်းဆောင်ရွက်တဲ့အခါမှာလည်းထုံထုံပေါက်ပေါက်အောင်မြင်မှုတွေရရှိမယ်။အခက်အခဲတွေအတိုက်အခိုက်တွေပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်အောင်ရှိလိမ့်မယ်။ခုနကကျွန်တော်ပြောတဲ့အပြိုင်ဆိုင်တွေအနောက်ရှက်တွေဂျားတွေကနေတိုးတက်မှုရမယ်ဆိုတာတကယ်လည်းရလိမ့်မယ်။ငွေကြေးကိစ္စတွေအဲ့ရပိုင်းမှာပြောဆိုလို့အောင်မြင်လိမ့်မယ်။နော်။ ဟိုတချို့ရှစ်ပုံရှစ်ခံရှိတဲ့သူတွေဆိုရင်အဲပတ်ထင်ပထမပါရမီဇက်ပါတဲ့သူတွေဆိုရင်ပုံကူရူပုံကူမြတ်တွေနဲ့စုံစည်းရတာဖူးမြော်ရတာညာစာဖြစ်လာတတ်တဲ့ကိန်းတွေမှာသွားပါတယ်ပေါ့နော်အော်ဝါလာဆက်ရတဲ့တရားကတော့အညာအခိုင်တည်းရှိတော့ယန်အတိုက်ခံနေနေတွေ့ရတာအစ်ပြီမန်းဒူပြီမန်းဖြစ်တာသူတစ်ပါးကြောင့်ကိုကလိုက်ပြီးဂျားရီရနဲ့ညက်ပြီးဖြည့်ရှင်းရတာညာအစာဖြစ်တဲ့ဂယူးဆိုင်ရမယ်နော်ပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့အဲဂျင်းနဲ့ချက်ထဲကြပြီးတော့လက်ပတ်လို့မရတဲ့အနေအထားလေးတွေသွားဖြစ်တာလက်လုံးပြီးွားရင်အမားယွင်းဖြစ်သွားတာမျိုးတွေဒီကြောင်ကတော့တော်တော်တချက်ဂယူးဆိုင်ပြီးမယ် ကံရထားမှုအပြေဝရအောင်နှုတ်နဲ့အောင်အစိမ်းအောင်အနီအောင်ပွမ်းအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးရမယ်။သစ္စာပန်ရောင်စုံမိမိပန်ရောင်စုံကံမာပန်ရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်ကတာပဲဖြစ်ဖြစ်နေအဲ့ကံတွေမှာအလှပန်ကိုထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါ။အဲ့တော့ဒီကလာမှာကံရရထားမှမှုတွေအပြေဝရအောင်ရရနေနဲ့မလုပ်ရမလဲဆိုတော့မြတ်စွာဘုရားကိုစီထမင်းနဲ့ဗျာကျော်လေးထည့်ပြီးကတ်လူပူတော်ပေးမယ်။မိမိကိုယ်ကိုယ်တိုင်နဲ့စားမယ်။အနိနာတက်ကြီးရော ဒီလူကြီးသူမတွေကိုလည်းခုနကစီနမင်းနဲ့ဘယ်ရာကျော်လေးဒါနပြုကျွေးမွေးပြအောင်ကျွေးမွေးပြလိုက်နော်ကန်တရားလေးတွေပုံပြီးမြင်မလာလိမ့်မယ်အညံ့လေးတွေกินသွားအောင်စားကလေးငလေးနှစ်ကောင်လွတ်ပြအောင်လွတ်ပြလိုက်ပါတနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမောင်းအောင်တောင်းပေးပါ